ဘဝတစ်စချိုးဖို့ပန်သည် ဖခင်ကြီးဆုံးမခဲ့ပါပြီတွေးနေဆွေးနေလွမ်းနေလို့လဲသွားလေသူက ပြန်လာမီမဟုတ်ဓမ္မပရပါဇလန်းတပုတ်ကိုသင်ငန်းစာယူ၍ဖြည့်ဆည်းယူသည်တားပြည့်သူတည်သွားသည်ကိုခြေခွဲနေသောတထေးကြီးတဦးသည် နေ့စဉ်တုတ်တန်သို့သွား၍ပူဆွေးငိုကျွေးနေသည်၎င်းကိုချွတ်ရန်နတ်အဖြစ်သို့ရောက်ပြီးသောတားပြည့်သူက လူရောင်ဖန်ဆင်း၍မနီးမဝေးတွင် အလားတူငိုကြွေးနေသည်တထေးကြီးကမေးသည်ဘာကြောင့်ငိုပါသနီးနေလနှစ်ပါးကိုလိုချင်၍ငိုသည်အတင်ယူနေသလားဘလို့မှရနိုင်မှုနီးလမ်းမရှိတော့နေလနှစ်ပါးကိုရယူလိုချင်သည် ယူတော်သူတို့အလုတာဖြစ်သည်အိုးတထေးကြီးနေလနှစ်ပါးသည်လောကမျက်မြင်ထင်ရှားမရှိပါလော လောကမျက်မြင်ထင်ရှားရှိပါ၏ ယူ၍တော်ကမရနိုင်သောအရာကိုရယူလိုခြင်းသည် သူယူသို့အလုတာဖြစ်သည်ကောင်းမီတထိမဲရှိသောအရာကို တောင်းတသူနှင့်မရှိသောအရာကိုတောင်းတသူနှစ်ဦးတွင်အဘယ်သူကပို၍ယူသူမီပါသနည်းမရှိသောအရာကိုတောင်းတသူကပို၍ယူပါသည်သို့ဆိုပါလျင်မျက်မြင်ထင်ရှားရှိနေသောနေလနပါအားလိုခြင်းသူအကျွန်ုပ်ကို ယူသည်ဟုဆိုပါကမျက်မြင်အားဖြင့်ထင်ရှားမရှိတော့သောတားဖြစ်သူအား တန်းတာပူဆွေးနေသူတထေးကြီးကပို၍ယူသူဟုမဆိုထိုက်ပါလောတထေးကြီးအမြင်မှန်ရသွားသည်အလားတူပင်သွားလေသူဖခင်ကြီးအားလွမ်းတာပူဆွေးနေသည်ဖြင့်ဘာမှဖြစ်လာမည်မဟုတ်လောက်ဆရာရှိကလောက်ရမည်မိခင်ကြီးအားလည်းဂတိပေးခဲ့ပြီးနဖားချိုးထိုးမကန်ရအောင်နေပြမည်ဟုသို့ဆိုလျင်စာတက်ဖို့လိုမည်ဘဝပေးအသည့်ဖြင့်စာပေပရိယတ်ကိုစ조사အားထုတ်သည် ကြိုးစားသည်နှင့်အမျှအကျိုးတရားခံစားရသည် ပရိယတ္တိဟိတကာရီ အမျိုးသားစာမေးပွဲဒုတိယအဆင့်ကို အောင်မြင်သည် ပထမပြန်စာမေးပွဲပထမလက်တန်းကိုလည်းအောင်မြင်ခဲ့သည် နောက်နှစ်တွင် ပထမကြီးတန်းကိုမဖြေဆိုသည် ပထမကြီးတန်းမှာစံစာတွေက တိုးလာသည် ခက်လဲခက်သည်ကြကန်းဆန်အိုတိုမီရဲ့အောင်ဒီသက်စာလျင် စာတက်၍ထိုင်ထိုင်တန်တန်အောင်ဒီကပိုကောင်းသည် ဒီနှစ်စာဆက်မဖြေသေးပထမကြီးရန်စာဝါကိုတော့လိုက်တတ်သည် လေးလာကြက်မှတ်သည်စာတင်လောကတွင် ပထမကြီးတန်းသည် တောင်ကြီးတစ်တောင်ဖြစ်သည်ဒေါ်ယုံညာဝရိယဖြင့်ကြော်နိုင်ဖို့မလွယ်ကူနှစ်ချင်းအောင်သူရှိတော်လဲရှားသည်မိမိအလဲမှာတနှစ်တည်းနဲ့ပြီးစေရမည်အောင်စေရမည်ဟုဤမှန်းချက်ထားသည် ပထမကြီးရန်စာဝါများကို လေးလာကြက်မှတ်သည့်ဤသူပရိယတ္တိဟိတာကာရီတတိယအဆင့်ကိုပါ ဖြည့်နိုင်အောင်ကြိုးစားသည်တမာတိတီတီဖြင့်စီပူးတင် जा ကြက်မှတ်သည်တမာတိတီယံဇွဲရှိဖို့လိုသည်ဇွဲရှိယံစန္ဒပြထမ်းရသည်လိုချင်မှုစန္ဒပြထမ်းလာသောအခါကြိုးစားအထုံးမှုလုံလဝရိယဖြစ်စေသည် ထိုဇွဲမျိုးပင်ဖျားဟောသောဝရိယဓိပတိဖြစ်သည်ထိုဝရိယဓိပတိဖြင့်အထုံးလောက်ကင်ပါလျင် အလုံးမှာစူးဆိုင်မှုတမာတိဖြစ်ပေါ်လာသည်စူးဆိုင်မှုတမာတိရှိပါမှ အရာရာအောင်မြင်သည်အဋ္ဌိပတ်၄ပါးကိုသင်စဉ်ကဥတုဇနမိမိနားလဲသလိုမှတ်ယူထားခြင်းဖြစ်သည် တွေးထားသည့်အတိုင်းလိုက်နာသည်ယနေ့ရရန်ဆုံးဖြတ်ထားသောစာကိုမရမချင်းတထိုင်နေဖြင့်ကြက်မှတ်သည် တင်မလင်းခွေထိုင်ကြသဖြင့်အောက်ပိုင်းထုံကျင်စပြုလာသည် ထုံစမ်းပါစေကျင်စမ်းပါစေ စာမရလျင်မထသက်ဤသို့သောဇွဲမျိုးဖြင့်ခတ်ထားသည် ထို့ကြောင့်လဲစောင်းမေးပွဲများကို ဝင်ရောက်ဖြေဆိုရာမှာ အကြအရှုံးမရှိအောင်မြင်သည်ဥဒုဇနမှာ အများနှင့်မတူသောအကျင့်တစ်ခုရှိသည် တရားရှုမှတ်ခြင်းဖြစ်သည်ဂျုံဂျုံကြတောရကြောင်းတိုက်သည်လက်ရှိမှာ ပရိယတ္တိစာသင်တိုက်ဖြစ်သည်မူလတီထောင်စဉ်ကမူပရိပတ်တိဌာနဖြစ်သည်ထိုပရိပတ်တိဖြင့်မူလဆရာတော်ဘုရားကြီးဝိပဿနာအလုံးစခန်းအောင်မြင်ခဲ့သည်ဤနေရာသည်ဘူမိနတ်တံအောင်မြင်ဖြစ်သည်ထိုကိုအားကြသဖြင့် စာဝါနားလေးရှိသောဥပုပ်ရက်များတွင်ပရိဖတ်တိကိုကြိုးစားပြီးကျင့်လင်ရှိသည်ဂျုံဂျုံကြစမ်းချောင်းဤတစ်ဖက်ကမ်းမှာမူလဆရာတော်ဘုရားကြီးရှိစဉ်ကပင်တည်ထားခဲ့သောတဝဂူတရံပထိုးတော်ကြီးရှိသည်ထိုတဝဂူထဲမှာပင်မူလဆရာတော်ဘုရားကြီးတရားအားထုတ်လို့ရှိသည်တဝဂူတကားကိုပိတ်ထားလျင်ပြင်ပလောကနှင့်လုံးဝအဆက်ပြတ်သွားသည်မနီးမဝေးမှတဝုံဝုံကြဆင်းနေသော စံရည်တံကိုပင်မကြားရလုံးဝတိတ်ဆိတ်နေသည်တရားရှုမှတ်၍အလွန်ကောင်းသည် မူလဆရာတော်ဖရာကြီးကဒါကြောင့်ဒီနေရာမှာတရားအားထုတ်ခဲ့တာကိုဤအရေးအာဝါဒမှာနေလာသောငါသည်လဲဆရာတော်ကြီးဤမူကိုအတတ်နိုင်ဆုံးလိုက်နာသင်သည်ဤအတွေးဖြင့်တဝကူတွင်မှာတရားရှုမှတ်မှုကိုစာဝါနာသောဥပုံနည်းရတိုင်းတွင်လေ့ကျင့်ပြုလုပ်သည်ဆရာတော်ကြီးတရားအားထုတ်ခဲ့စဉ်ကမိတို့ရှိမည်မသိတော်လဲ ဥတုဇနရှုမှတ်စဉ်တွင်စင်းထူတော်ရှိမှတင်ဖြာငယ်တစ်ချက်သာရှိသည်တဲမိုင်ဟောင်းတထဲကိုလေးကောက်ခောက်၍အခင်းပြုလို့ရသည်အောက်ခံတမန်တလင်းကအေးစိန်သည်အေးအေးတက်ကတင်ဖြာမှတဆင့်တင်ငန်းခောက်ကိုဖြတ်တန်းကတင်မလင်ခွေထိုင်သောခြေတော်များစီရောက်လာသည်ဘဲချေပေါ်ညာချေတင်ဖြစ်၍သာထိုင်လေးရှိသည်အေးအေးတက်ကဘဲချေကိုညှင်းဆဲစာပြူလာသည် အပေါ်မှညာခြေဖိထားသဖြင့်လဲသွေးလီအသွာလာဆိုင်က ထုံကျင်လာသည်ဇွဲဟူသောအရာကို နားလေထားသူမို့ဤမြသော ဝေဒဤတဒုက္ခလေးကိုမူလောက်သည့်သဘောမထားဘဲတရားထဲမှသာစိတ်ကိုနှစ်ထားသည်တရားထဲစိတ်ဝင်စားနေသည်များတော့ထုံကျင်နာတွေကိုမေ့နေသည် မေ့လဲမေ့ထားနိုင်ခဲ့သည်စူးဆိုင်မှုဓမာရီကတဖြည်းဖြည်းရင်းကျက်စပြူလာသည် ရင်းချက်လာသည်နှင့်အမျှထုံကျင်မှုကိုအရေးမဆိုင်ဖြစ်ခဲ့ထိုအရေးမဆိုင်မိခြင်းကပင်ဥတုဇနအားဘဝတဆစ်ချိုးသို့ချိုးကွရန်တွန်းပို့ခဲ့ပြန်သည်တစ်ဖက်မှ ပရိယတ္တိစာပေကိုလည်းမလင်ဟင်းစေခဲ့လာမည့်နှစ်တွင် ပထမကြီးတန်းကိုနှစ်ချင်းအောင်မြင်စေရန်ရည်တန်ရင်းကရှိသည် တရားအားထုတ်ရာမှာလည်းတပတ်မှတရက်ရသောရက်မှာရသည်မအချိန်လေးကိုအရာအမိယူထားသည်ဂန္ထတူရာ ဝိပဿနာဒူရဟုသောဒူရနှစ်ပါးဖြင့်တာဒနာဝင်ကိုကျေပွန်စွာထမ်းဆောင်လိုသည်ထမ်းဆောင်နိုင်ရန်လဲစ조사နေသည်စ조사မှုကိုထုံနာကျင်နာကအဟံတာပြုနေသည်ဘဲချေထုံထုံချင်းချင်းဖြစ်စေကထာယာမထပြီးမကြမီမှာသွေးလေပြန်လျှောက်ပြီးပဂရိအတိုင်းပြန်ဖြစ်လာသည်ကြာလာသည်နှင့်အမျှစိတ်၍မနာထိုး၍မနာဖြစ်လာသည်ယောဂအနုအယင့်ကိုတည်ခြင်းသဖြင့်ချိန်မြ အံ့များဖြင့်ထိုးကြည့်သည် ထိုးမှန်းထိမှန်တော့တည်သည် နာတော့မနာတော့ချေတင်းနှုံးသားဖြင့်မွန်းကြည့်သည်ဟတ်တက်အရာပေးပြီးသွေးအမဲများသာ ထွက်လာသည် နာကားမနာပါလေအချီအနီကဤများထိရှိလာသည် စာဝါနာတော့တနေ့မှာဆရာအကူနဲ့တိုင်ပင်ရပြန်သည်ဖရာရေဒီလောက်ထိအချီအနီကစိုးနေသလားကြားကြိုက်ပါတယ်ဆိုမှ ပေါက်သွားသလားမင်းနေပြန်ပြီဖြစ်လို့ဖြစ်တယ်ပြောတာပေါ့အဲ့ဒီတော့ အဲ့ဒီတော့တပည့်တော်ဘာလုံးတင်တယ်လဲဆိုတာတိုင်မင်နေတာဘာလုံးတင်တယ်လဲတိုင်မင်တာတော့ဟုတ်ပါပြီကိုတော်ကဘာလုံးချင်တယ်လဲအရင်ပြောဦးမှာပေါ့ယောခတ်နေပြီဘာမှမစင်စားရသေးလို့လာမေးတာပေါ့ဒါဆိုဒီယောဂကိုပြတ်အောင် ကုရတော့မှာပေါ့ကျမ်းမာမှုရှိမှစာပဲကြက်ကြက် တရားပဲအာထုတ်ထုတ်ဘာပဲလုပ်လို့အစဉ်ပြေမှာဒါကြောင့်ဖះကဟောတာပေါ့အာရောကြပရမလာပါလို့ တပည့်တော်တရားနာဖို့လာတာမဟုတ်ဘူးဒီယောဂကိုဘယ်လိုလုပ်ရမလဲလာတိုင်မင်တာအေးဆရာဆိုတော့လဲစာပေပို့ချစဉ်ကဆရာဖြစ်သည်စာသင်ခန်းပြင်ပမှာဆိုငယ်တငယ်ချင်းအရင်းနှီးဆုံးမှုတို့ကလို့ယင်းနီးစွာပြောဆိုလေးရှိသည်ဒီယောဂကိုဘယ်လိုလုပ်မလဲတော့တပည့်တော်ဇီဝကဆိုဟုတ်တာပျောက်စီဆရာဆိုလဲအုံဖွမှန်းပြရအောင်တိတ်လဲကြွားမနေပါနဲ့ကိုတော်ကြီးမတက်မှန်းသိပါတယ်အကောင်းဆုံးကိုအကြံပေးဖို့ပြောတာပါဟာအကောင်းဆုံးအကြံဆိုတာ ခွေးစားလို့ဂုံပါရောလားအကြံဉာဏ်ကိုပြောတာပါ။အော်အော်ဒီလိုလားဒါဆိုဒီလိုလို့ဒုစရာကြီးဦးဝီမလာရဲ့ညီဖြစ်သူကညာဝိုင်းရွာမှာရှိတယ်။သူကစေဝါးနားလေတယ်။ကုလည်းကုတယ်။သူနဲ့ဆွေးနွေးကြည့်။သူစွမ်းနိုင်ရင်လည်းကုပေးမှာပေါ့။ဦးသူဇနသည်မူးတော်အနောက်ဖက်ကမ်းခြေရွာဖြစ်သောညာဝိုင်းရွာသို့စိတ်ကူသွားသည်။ပြတ်သား၍ကုသမှုကို ခံယူသည်။ထူးခြား၍မလာတယောက်စကားတယောက်နာဖြင့် ိုဆရာကောင်းသည်ဒီဆရာကောင်းသည်ဟုညွန်ကြသည်ယောဂပြောက်ခြင်းသောဥဒုဇနသည်ကြားရသောတည်င်းအဆက်ဆက်ဖြင့်ရွာစဉ်လျှောက်၍စေကုတာမူခံယူသည်ကရုံးပေါ်ရွာကြိုက်ခမီကန်တဗီထိုမတဆင်ဘလူးဂျွန်းကွန်းတဲရွာမယန်းရွာတို့သို့ရောက်သည် နောက်ဆုံးမူရုံကြောက်တလုံးကလားဖျားဖိန်လူဖျားเจ้าစီတို့လည်းရောက်သည် ကလားဆရာက ပြောင်းအောင်ကုပေးနိုင်သည်ဟုဆိုသည်ပိုးတာကုံမောင်ဘိုဆောင်းမတက်ဟုဆိုရရှိသည်ဥသူဇနာတော့ကျွဲတာကုံ၍ယောဂမပြောက်ဖြစ်ခဲ့သည်ကျွဲတရှင်ရောင်း၍ယောဂကုခဲ့ရသည်လေယောဂမပြောက်ရင်ဒူရနှစ်ပါးကိုမိတို့မှဆွမ်းဆောင်နိုင်မည်မဟုတ်ဇွဲအခံကလည်းရှိသဖြင့်ဒလောက်ရှိလဒီယောဂပြအောင်ကုမယ်ကြံနေခိုက်မြိတ်မြို့မှာဆာလာတင်နေသော စာတင်ဘက် ဦးစန်ဒီမာနဲ့စကားဆက်မိသည်တပည့်တော်တို့မြိတ်မြို့ကိုလိုက်ခဲ့ပါအဲ့ဒီယောဂမြို့ကိုကြွန့်ကြန့်ကျင်ကျင်ကုတက်သူတဦးရှိတယ်တပည့်တော်တို့ကြောင်းမှာပဲဝါဆိုပြီးရက်ရှည်ကုကြည့်ရင်ကိုတော့ယောဂပျောက်သွားမှာပါဟုဆိုလာသည်အရက်စကားတခွန်းရှိသည်မမရလဲရေချိုးပြန်တာပေါ့အတွေးဝင်လာသည်ဒီနားတဝိုက်လက်လန်းမီယာကုကြည့်ပြီးပြီးထူးခြားမလာခဲ့တနေ့တကြေးသွားကုကြည့်မီအစင်သွင်းမှာကပျောက်ချင်းပျောက်မီ မပြောက်တီထားဒေတန္တရာဘူးတူတာတော့ရာမီ ဆရာအကူအားအတိပေးသည်ဟိုတရှင်းလေးလိုပေါ့ဒီလိုပဲကြည်နေဖြစ်မလားမောင်ကြီးဆိုသလိုထိုင်နေလဲအကျိုးမရှိမဲ့အတူတူထားသွားတာမှတမျိုးထူးခြားလာတန်ကောင်းရဲ့ဆရာအကူကတုံ့တက်ပြသည်တဘောတူဒီပေါ့တိုက်အုပ်ဆရာတော်ထံခွင့်ပန်သည်အသာတကြီးခွင့်ပြုသည်ဥဆန်ဒီမာနဲ့အတူမြိတ်မြို့သို့ဆင်းခဲ့သည်မြိတ်မြို့နောက်လေရက်ကျင်ငယ်เจ้าမှာ ်ဝါဆိုသည်ဥဇန်ဤမှာဂျုံဂျုံကြအကြောင်းတို့ပြန်သွားသည်ဥတုဇနသည်ထိုเจ้าမှာပင်ဆက်လက်၍စေကုတမှု ခံယူသည်စေကူတာမှုခံယူနေစဉ်အတွင်းကျောင်းမှာရှိသောပိဋကတ်မြန်မာပြန်များကိုလေ့လာဖတ်ရှုသည်မိမိစာသင်ခဲ့သည်မှာဆောင်းမေးပွဲစနစ်ဖြစ်သည်ဖြင့်ငယ်လက်ကြီးဆိုသည်မှာအခြေခံများဖြစ်သည်ကျမ်းကြီးများကိုလေ့လာရသည်55ဝါကာလပတ်လုံးဘုရားရှင်ဟောတော်မူခဲ့သောတရားများကို မီးစမ်းခွင့်ရသည်အာဂုံရအောင်မဆွမ်းဆောင်နိုင်တော့လဲသဘောသွားများကို သိရှိနားလည်ခွင့်ရခဲ့သည် ထိုဝါဒင်းကာလတစ်ချိန်လုံးစာဖတ်ချိန်နှင့်တရားအထုတ်ချိန်နှစ်ခုဖြင့်ကုံဆုံးခဲ့သည်ယောဂါမှာကုစားကဟုတ်တလို့လို့ရှိခဲ့တော့လဲတရားအထုတ်မှုကိုဆက်လက်ပြုလုပ်နေသဖြင့်ထူပြီးတက်တာလာခြင်းမရှိပေဒုံရင်ဒုံရင်ပြန်ပြန်ဖြစ်နေသည်ဆရာကတရားအထုတ်မှုခိတ္တရထားပါဟုဆိုသည် ရထားလို့မဖြစ်ဒူရနှဖျားရှိသည့်အနက်ဂန္ဓဒူရကိုမစွမ်းဆောင်နိုင်ပဲဝိပဿနာဒူရကိုတော့စွမ်းဆောင်ရမည်သာဒူရနှဖျားရှိသည့်အနက်ဂန္ဓဒူရကိုမစွမ်းဆောင်နိုင်ပဲဝိပဿနာဒူရကိုတော့စွမ်းဆောင်ရမည်သာတေဃာမအေယောတရားအထုံရင်တေဒီကမြတ်သေးသည်ဟုကောင်းမစွာဖြင့်စအားထုတ်သည်စိတ်အလိုကိုကိုယ်ကမလိုက်နိုင်တတ္တာတင့်သောယောဂါက မတက်တာတိုးလာနေသည် ဆိုးလာနေသည်ပြီးတကမြမပြန်များနှင့်အတူဝီတုတ်တိမတ်မြမပြန်ကိုပါဖတ်မိရသည်စာတင်သားအချင်းချင်းပြောလေးရှိသောစကားတစ်ခုနှင့်ရထားသောဆောင်ပုံလေးတစ်ပုဒ်ကိုတတိယမိသည်ဝီတုတ်တိမတ်တက်ပြီးလျင်ထွက်နှက်ထွက်အနက်တစ်ခုတော့ထွက်စမြင်ဟူသောစကားဝီတုတ်တိမတ်တက်ပါလျက် ငါသားဘယ်နဲ့တော်မထွက်ဒူရာနှစ်ပြင်လုပ်ငန်းခွင်နေစဉ်ဝင်မသမဏဝိတုဒ္ဓိမတ်တပ်ပါလျက်မလူမထွက်ရှင်ပြက်တောကိုမထွက်ယဟန်ပြက်ဟူသောဆောင်ပုတ်ကလေးပြီးတကတ်သောအတုံးနှုံရမောက်ထားသောအိုးကိုလံပြတကဲ့သို့၎င်းအမိုက်တိုက်၌စီမီတဆောင်ထွန်းညပြတကဲ့သို့၎င်းတောအလေ၌ခီးမာသောသူကိုဤမာလမ်းမှန်တီးဟုလက်ကိုကင်ဆွဲ၍လမ်းမှန်ပေါ်ချထားပြီးတကဲ့သို့၎င်း ဥသူဇနအားအတိညာပွင့်လင်းသွားစေသည်ငါဘာလုံးတင့်သည်ကိုလဲရှောင်းမိလန်းကို ရွေးချယ်ပီးသားဖြစ်သွားသည်ဒူရနှဖျားအနက်ကန္ဓာဒူရကိုဆွမ်းဆောင်ရန်အခြေအနေမပေးတော့ယောဂါကဟန်တားနေသည်ဝိပဿနာဒူရကိုဆွမ်းဆောင်ဖို့ဆိုသည်မှာကမြို့နီးရွာချောင်းများဖြင့်မအပ်ဆက်လားအခြားသူများကိုမဆိုလိုမိမိဥသူဇနအဖို့ကမြို့ရွာများနှင့်နီးစပ်မှုမရှိစေခြင်းမှာ ဖခင်ကြီးစကားကို နားဝယ်အမြဲကြားရောက်နေသည်နဖားကျိုးမရှိမှလွတ်လပ်သည်ဟူ၍မိခင်ကြီးအားလဲထိုစကားအတိုင်းပင် အခြေခံ၍ဂတိစကားပြောခဲ့ပြီးပြီးဂတိပြက်ခံ၍မဖြစ်ဝီတုတ်တိမတ်ကျန်းကိုဖန်တရားကြည်အောင်ဖတ်ခဲ့ပြီးထိုကျမ်း၏လမ်းညွှန်မှုသို့မဟုတ်အသင်ဘာလုံးမီနီဟူသောမိခွန်းနှင့်လျော်ညင်သောအဖြေကိုလည်းရခဲ့ပြီးထွက်နှက်ထွက်အနက်တောထွက်ခြင်းကိုသာပြုတော်မီထိုနှင့် နဒေါ်လာဇန်း၁၀ရက်နေ့မြိတ်မြို့မီလောင်သည်နှစ်ရက်အကြာမှာမူးတုံတို့ပြန်လာခဲ့သည် ထုံးစံအတိုင်းဆရာအကူနှင့်တိုင်ပင်ရပြန်သည်တိတ်ကောင်းနှင့်တွေးခေါ်ချက်ပေါ်ဘဲကူတောထွက်မှလည်းအရက်ခဏပြန်မယ်မိခင်ကြီးကိုအကျိုးချောင်းပြောမယ်အရှင်ပြေမဲ့တနေ့တတော်တော်ကိုပေါ့อืม ကိုရော်နဲ့တပည့်တော်ကစန့်ကျင်ဘက်ဖြစ်နေနိုင်မယ်ထင်တယ်။တပည့်တော်ကအောက်ပြည်တဝဲဘက်ချင်းဖို့ဖန်လာတယ်။တပည့်တော်ထင်တယ်ကိုရော်ကတည်ငြိမ်နေပြီလို့တပည့်တော်ကပဲထွက်လိုက်ဝင်လိုက်သွားလိုက်လာလိုက်နဲ့ကိုရော်မှာဂုံနှင်းတက်နဲ့ရှိနေပြီပဲ။ဘာပူစရာရှိသူလဲ။မှတ်ထားငါကြီး။ဘဝဆိုတာဘယ်တော့မှပုံတိမတ်မထားလီနဲ့ငါကြီးအမြင်ပဲလေ။အတည်ငြိမ်ဆုံးရှိခဲ့တယ်။ရှိတဲ့ရှိထိုက်တဲ့ဂုံတက်တွေလည်းရှိပြီးပြီ။ဘာပူစရာရှိသလဲ။ ငါညီကမေးတယ်အဲ့ဒီပူစရာမရှိတာကိုကပူဖို့ဖန်လာတယ်ဒါကြောင့်ဆရာအကိုကခန်းစားချက်ရှိလေတိုင်းဤကဲ့သို့ငါညီငါညီကိုတုံတုံပြောဆိုလေးရှိသည်ကိုတော့စကားကိုတပည့်တော်နားမလဲရပါလားအေးနားမလဲတာပဲကောင်းတယ်ထားပါစို့ငါညီကအထက်ဆံမယ်ဆံပါလေးကောင်းတော့လမ်းမို့တိုက်တွန်းတယ်အကိုကအောက်ကိုစုံမယ်ကောင်းတယ်မကောင်းဘူးမသေးကြပါပဲအကိုကိုမတားလေနဲ့ မတိကြသေးဘူးဆိုရင်တော့တနေ့နေ့ပြန်တွေ့ကြရအောင်မှာပါအကိုဆရာရေအေးပေါ်လေးတွေ့ကြုံဆုံးခွဲဖြစ်မြဲဓမ္မတာပဲပေါ့လူသားတိုင်းကိုတာဝန်ကိုထမ်းပြီးကိုလန်းကိုရှောက်ကြရတယ်ပေါ့ငါကြီးတပည့်တော်တော်ဘဝကိုအဆုံးသတ်ထားတယ်ဒီယောဂကြီးနဲ့လူဆက်လုံနေလို့လဲအကျိုးမများဘူးမဟုတ်လားတော်ထဲမှာတရားအားထုတ်ရင်အသက်ပေးစွန့်သွားရတာမှမျက်အုံးမယ်လို့စဉ်းစားမိတယ်နောက်ဆုံးခွဲခွာခြင်းမို့အကိုဆရာကခန်းစားချက်အပြည့်နဲ့စကားဆိုတဲ့ကဲ့သို့ ်ဦးသူဇနကလည်းခံယူချက်ပြင်းပြစွာပြောလာသည်တိုင်ပင်ပြီးနောက်တိုက်အုပ်ဆရာတော်ထံမှခွင့်ပန်သည်တိုက်အုပ်ဆရာတော်ကဦးသူဇနအားအောက်ပါဩဝါဒထူးကိုမိန့်ဆိုတော်မူသည်ကိုရော့ရည်ရချက်ကကောင်းပါတယ်ဒါပေမဲ့ငါတပည့်တစ်ခုခုတတိကြက်ကြက်ထားရမှာကတော့ရစောက်တည်တဲ့ယဟန်များကဖုံကြီးတက်တယ်ပြီးတော့ပျက်စီးတက်တယ်ဆိုတာပါပဲအဲ့ဒါကိုအမြဲတတိချက်ပြီးနှလုံးသွင်းပေါ့ရခင်ရခင်နှစ်တွေတုန်းက အရက်ပြန်နေကြမှာစာမေးပွဲများဖြည့်ဆူပြီးသည့်တကူးကစုံလာမှာဖြစ်သည်ယခုနှစ်နဒေါ်လာကြီးမှာပေါက်ချလာသဖြင့်ဒေါ်မေတင်အံ့အားတင်သွားသည်ဟဲမောင်စင်အချိန်ခါလဲမဟုတ်ပါလားဟုတ်တယ်တကမာကြီးဟိုတခါအချိန်မဟုတ်အခါမဟုတ်မူရင်းကြီးပြန်လာတော့ငါလိုပဲလားခုလဲစောင်းရင်းကြီးပြန်လာပြန်တယ်ဒီနှစ်စာဖြည့်ရဲ့လားဖေဟာအချိန်ခါမဟုတ်စောင်းရင်းကြီးပြန်လာခဲ့တာမှန်ပေမဲ့အရင်တခါလိုမဟုတ်တော့ဘူး ဘယ်လိုလဲဖေဟာခိုတခါပြန်ခဲ့စဉ်က လူထွက်ဖို့ပြန်ခဲ့တယ်ထွက်ဖို့မဟုတ်ဘူးထွက်ပြီးလာခဲ့တာအခုပြန်လာတာကတော်ထွက်ဖို့လာခဲ့တယ်ဘာဖြစ်လို့လဲဖေဟာစာကောမတင်တော့ဘူးလားမှန်တယ်တက္ကမကြီးစာမတင်တော့ဘူးဦးစင်ကျမကြီးကောင်းမှမကောင်းတာမကောင်းရင်လည်းကုတာပေါ့ဖေဟာယောဂပြောင်းမှတော်ထွက်ခြင်းလဲထွက်ပေါ့ယောဂတော့ပြောင်းအောင်ကုလိုက်ပါအောင်ဖေဟာကုလိုက်တာနည်းလဲစုံပြီဆရာလဲစုံပြီငွေလဲကုန်ခဲ့ပြီ ပြောက်မှမပြောက်တာဒါလောက်တောင်ရှိမှဖြင့်တရားအားထုတ်ရင်တေပစီတော့တို့ဆုံးဖြတ်ထားတယ်ဒီလိုတော့ဘယ်ဟုတ်မလဲဖေဟာစဉ်စဉ်ဆဆလုပ်ပါဦးစဉ်းစားပြီးပြီးဒကမာကြီးကိုအတိပြန်လာပေးတာအတိပေးယုံနေလာတာဒကမာကြီးခွင့်ပြုပြုမပြုပြုဆုံးဖြတ်ထားတဲ့အတိုင်းပဲစကားကိုပိတ်ပြောလိုက်သည်ဒေါ်မဲတင်ဘာမှမတတ်နိုင်တော့ကိုဖိုးတုံရေတော့သားတမျိုးလှုပ်လာပြန်ပြီကိုဖိုးတုံရဲ့အတံမထွက်တော့မိတန်းချင်းဖြင့်သွားလေသူအားတိုင်တန်းမိသည် ဆက်ရည်လဲတွေးနေမိသည်ဒါတာကြီးသူကားဖြင့်ပြောရမယ်ပေါ့တန်ရောစင်ဆိုတာဘာမှနားမလည်ပဲကိုဒီမှာကကိုလလွယ်ဆယ်လပွားပြီးဖွားလန်နှလုံးပကုံးလက်နဲ့တဲ့အရွယ်ကလေးကဝါဖတ်တော်ကစီနှစ်နဲ့လူဖြစ်အောင်ကျွေးမွေးခဲ့ရသူပါ သူအပြောအယမောင်ချစ်ထွန်းမှာတခါမောင်ထွန်းအိုင်နှုံးကလည်းတခါမောင်တန်းစင်ကြပြန်တော့လဲတခါဆိုရင်၃ချိန်၃ခါတိုက်တိုက်ဝမ်းနဲ့လွယ်မွေးညို့ချိုတိုက်ကျွေးခဲ့ရတယ် တခြားသားသမီးတွေအလဲတုံးကတန်ရောစင်ကျိုးတမြင်ဒါရစ်ပတ်ခံရတယ်သူအလဲမှာတန်ရောစင်ကျိုးသုံးပင်နဲ့ရစ်ပတ်ချီနောင်ထားခြင်းခံရတယ်အဲ့ဒီသုံးလုံးတင်ကြီးကလေ ကိုဖိုးတုံရဲ့ရက်ဆက်ကငဲ့ကွက်ပဲတောထွက်လို့သွားတော့မြင်တဲ့တေးရင်သေးပါစီလို့လည်းပြောနေသေးတယ်ကိုဖိုးတုံကြီးယောဂပြောက်ယုံလေးကုပါဆိုတာတောင်မဆောင်နိုင်ဘူးခုပဲသွားတော့မယ်တဲ့ကောင်းသောလမ်းကိုလျှောက်တည်မှုမတားတာမစည်းဝင့်ပေမဲ့သုံးလုံးတင်ထားတဲ့ဒီတန်ရုံးစင်ဂျိုးကိုမတ်မဲတင်ဘက်နဲ့ဖြတ်နိုင်ပါဘူး ဒေါ်မေတင်တယောက် အငေးသားဖြင့်အတွေးရရင်ကျော်မျောနေသည်တာဦးစင်းကိုငေးကြည့်နေမိသည် ဥသူဇနသည်ထွေရီထူးထူးပြောမနေတော့ဘဲထိုင်ရမှထပြန်ခဲ့သည်ဒေါ်မေတင်သည် တားလည်းမတားမီ စကားလည်းမပြောမီတော့အသက်တော်မှ ရှူမိပါလိမ့်စားဥသူဇနသည်မိခင်ထံမှဆင်းခဲ့ပြီး ငဲစရာရင်းဖြစ်သူ ကော့ကရက်ကျွန်းချောင်းစရာတော်ဥဒမရခိတာထံလာခဲ့သည် ်ဆရာတော်အားလျှောက်ထားခွင့်ပန်သည်မသွားရဘူးကငါเจ้าမှာပဲနေတရားအားထုတ်ရင်မီးယူသွားမှာပေါ့တရားအားထုတ်လို့မယူနိုင်ပါဘူးယူမှာကမင်းတို့ခက်ကလေးတွေဘာမှမသိဘူးတရားအားထုတ်လို့ယူတာတွေမင်းတို့မတွေ့သေးပဲကိုမှန်ပါဖေတရားအားထုတ်လို့အယူပြောက်သွားတာကိုတော့ကြားဘူးပါတယ်ဖေဟေးမင်းကငါ့ကိုကန့်လန့်တိုက်လို့တာလားကွာမင်းဘယ်မှာကြားဘူးထားတာလဲဖေလက်ထက်တုံးက ပထာစာရီပါဖေယယူးနေတာကိုဖေယတရားတော်နဲ့တွေ့တော့အယူပြောက်တယ်လို့ကျန်းကန်မှာတွေ့တယ်ဖေယမင်းကငါ့ကိုဖုံးကြီးစာကြလုံးနေတာပေါ့လေမဟုတ်ဘူးဖေယတရားအားမထုတ်ပဲယူတဲ့လူကိုလည်းတွေ့ဘူးပါတယ်ဖေယဗမာလည်းပြောစမ်းအရှင်ဖေယအရှင်ဖေယတူမတော်များကြွေပါဖေယတော်တော်မင်းကပြောလေခဲလေပါလားငါစကားနားမထောင်ရင်ငါ့ကိုလည်းဆရာမခေါ်နဲ့မင်းကိုလည်းတပည့်မတော်ဘူးတပည့်တော်တော့ဆရာလိုပဲတတ်မှတ်နေပါမယ်ဖေယမလိုဘူးကွာငါတည်လဲမင်းမလာနဲ့ မင်းတည်လဲငါမသွားဘူးတပည့်တော်လာမှာပါဗျာငါចောင်းပေါ်မတက်နဲ့ចောင်းပေါ်မတက်ရရင်လှေကားရင်လောက်တော့လာမယ်ဗျာလှေကားရင်နဲ့မလာနဲ့ចောင်းတကွားလောက်တော့လာမယ်ဗျာမလာနဲ့မလာနဲ့ចောင်းဝင်းတကားအပြင်မှာတော့အရှင်ဘုရားနဲ့ပတ်သက်တာမဟုတ်တာမို့အဲ့ဒီလောက်ထိတော့လာခဲ့မယ်အခုတပည့်တော်သွားတော့မယ်ဥတင်ခဲ့ပါတယ်ဗျာသွားသွားညင်မြန်သွားရှစ်လည်းမခိုးနဲ့တော့ဥသူဇနចောင်းပေါ်မှာဆင်းခဲ့သည်တော့ရမဆောက်တည်မီ သွားเสียလာเสียမှာကြားเสียစကားများပလိဘောဓများကိုပြီးပြက်စီသည်ပလိဘောဓများကိုဖျက်ပြီးနောက်1334ခုနှစ်တဘူရဲလာဇံစနီယနေသို့ရောက်လာခဲ့သည်ကောကရက်ကျွန်းမှဒေါ်မေချစ်ဦးသိမ်းမောင်တို့ဤသားယဟန်ခံဘွဲသို့အပင်ရောက်သဖြင့်သွားခဲ့သည် ကျွန်းကျောင်းဆရာတော်နှင့်ဆုံသည်စွန်ဖုံပေးပြီးအမှုဓမောရာတရားမဟောမီကျွန်းကျောင်းဆရာတော်ကတကားသိမ်းမောင်နှင့်ကမာကြီးမေချစ်တို့ ဖေယားကွက်စိတ်ဆိုတာကြားဘူးသလားအမင်းရှိပါဖေယားဟာကွက်စိတ်ဆို မင်းသားလည်းမသူမင်းသမီးလည်းသူလူပြက်လည်းသူ ရှင်ဘရင်လည်းသူမိဖေယားလည်းသူ ပုံနာလည်းသူစသည်ဖြင့်ရှိသမျှဇက်ကောင်အားလုံးကိုသူတယောက်တည်းကအကွက်စိတ်စိတ်နဲ့ဟောပြောတာကိုခေါ်တယ်မှန်ပါဖေယားခုဖုန်းကြီးရဲ့တပည့်ရင်းဖြစ်တဲ့မျိုးကြီးပြကြီးကနေပညာသင်ပြီးလာတဲ့သူစနကဒကာကြီးတို့ကိုအလွမ်းအတော်အခင်းအဆုံဆုံးနဲ့ဇလန်းဆောင်ဖွဲ့ပြီး ကွက်စိတ်ဆန်းဆန်းတာရုအမှုဓမ္မောဒနာတရားကြီးချင်းမြင်ပါလိမ့်မယ်။ဦးဇင်းတို့ကမြို့ကြီးပေါ်မှာသွားလာတယ်ဆိုတာနိုင်ငံကျော်ဓမ္မထိကလုပ်ဖို့သွားတာမဟုတ်ဘူး။တရားဟောလဲမတင်ရဘူး။ကွက်စိတ်လည်းမတင်ရပါဘူး။စာပေဆိုမှ တကယ်စာပေတသက်ကိုတင်ခဲ့ရတာပါအဲ့ဒီတင်ယူခဲ့တဲ့စာပေတဲကပဲဒီကနေ့နဲ့ဆက်နွယ်ပြီးဟောရရင်စသဖြင့်အစအချေကယိုယိုလေးဟောခဲ့သည်အလူရှင်မနစ်သက်ဒီမနစ်သက်ဒီတော့ပြောတတ် ကော့ကရက်ကျွန်းချောင်းစရာတော့မကြိုက်သေးကအမှန်သူမြောက်ထိုးပင်ကိုလှုပ်၍ဥသူဇနဟောခဲ့ပါလေတစ်မျိုးတစ်ပုံအပုတ်ချခံရအုံးမြင်ကိုတွေးမိပြီးဖြစ်လေသည်လိမ္မာပါနဲ့စွာရှောင်ထွက်လိုက်သည် သူစင်ကွက်တဲ့မဝင်ရကောင်းလားဟုမကြေမချမ်းပြေရသူကကော့ကရက်ကျွန်းချောင်းစရာတော့သည် အမှန်အဖြစ်လဲဥသူဇနသည် ကွက်စိတ်ဟော၄၅ပုတ်ကို အရာကြထားဘူးသည်မူးတုံနေစဉ်ဆရာအကိုနှင့်အတူကဗျာစာပေလိုက်စားစဉ်ကဆရာအကိုထံမှစာစုတော်ကြီးဥဖိုးကောင်ရေးခဲ့သောခန္ဓာပူရာကွက်စိဇီဝကကွက်စိများကိုရရှိပြီးစက်မှတ်ထားဘူးသူဖြစ်သည်ကျွန်းချောင်းဆရာတော်ကထိုကိုသိ၍စင်ကွက်လုခံရခြင်းဖြစ်သည် တရားဟောရည်စက်ချပြီးဥသိမ်းမောင်ဒေါ်မေချစ်တို့ဤသာယနေ့ရှင်ဖြစ်ပြီးတော်လဲယဟန်မတ္တရသည်သည့်ရှင်ဒေဇနိယကို အဖော်ခေါ်၍မြန်ကြီးငူတို့ Gugedi,